ဒီနေ့ခေတ်အင်တာနက်ထိဆက်ထားတဲ့ကဘာကြီးမှာနည်းပညာဆိုတာအထူးသဖြင့်ဆယ်ကျော်သက်လူငယ်တွေအတွက်မရှိမဖြစ်အစိပ်ပိုင်းတစ်ခုဖြစ်လာပါတယ်။ဒါပေမဲ့ဒီလိုထိဆက်မှုနဲ့အတူပုံကွယ်နေတဲ့အန်ဒီရီလည်းရှိနိုင်ပါတယ်။အဲ့ဒီထဲကတစ်ခုကတော့ online ကျန်းဖတ်မှုပဲဖြစ်ပါတယ်။ online ကျန်းဖတ်မှုဆိုတာဘာတွေလဲ။ online ကျန်းဖတ်မှုအန်ဒီကနေကင်းဝေးဖို့အတွက်လူငယ်တွေအနေနဲ့အရင်ဆုံးအဲ့ဒီ online ကျန်းဖတ်မှုတွေအကြောင်းကိုကောင်းကောင်းနားလည်ထားဖို့လိုပါတယ်။ ကလေးများနှင့်ဆယ်ကျော်သက်များပေါ်အွန်လိုင်းချမ်းဖတ်မှုသို့မဟုတ်ဤပညာကူညီဖြင့်ချမ်းဖတ်ခြင်းဆိုပြီးမှကွန်ပျူတာ၊မိုဘိုင်းဖုန်းသို့မဟုတ်ဒီဂျစ်တယ်ဆက်သွယ်မှုကိုရက်တစ်ခုခုကိုအသုံးပြုကကလေးနှင့်ဆယ်ကျော်သက်များကိုချင့်ကပ်ချင်းချောက်ခြင်းသို့မဟုတ်အန္တရာယ်ပြုခြင်းဖြစ်ပါတယ်။ဒါဟာရေတိုးရေရှည်၊ရုပ်ပိုင်းဆိုင်ရာ၊လိမ်ပိုင်းဆိုင်ရာဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာထိခိုက်နေတာမျိုးတွေကိုပုံစံမျိုးမျိုးနဲ့ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ထိတ်လန့်စရာကောင်းတဲ့ online ချမ်းဖတ်မှုပုံစံတစ်ခုကတော့ညဉ့်ဉန်းဗီဒီယိုများတွင်ပါဝင်စေခြင်း၊ကြည့်ရှုခြင်း၊မျှဝေခြင်းပါပဲ။ဒါဟာစေတောတက်တွေအပေါ် online video application များအသုံးပြု၍ကလေးသူငယ်များအားလိမ်မိုင်းဆိုင်ရာစော်ကားခံနေရသည့်ဗီဒီယိုများကိုရိုက်ကူးခြင်းသို့မဟုတ်မျှဝေခြင်းကိုဆိုလိုပါတယ်။ဒါဟာပြင်းထန်တဲ့ရာဇဝတ်မှုတစ်ခုလည်းဖြစ်ပါတယ်။ ောက်တစ်ခုကတော့ online ပေါ်မှာအနိုင်ကျင့်ပူကြမှုပါပဲဒါဟာ online ပေါ်ကနေချင်းချောက်တာတွေ multi စကားလုံးတွေလူမျိုးရေးခွဲခြားမှုလိင်တူမုန်တိမှုဒါမှမဟုတ်ကြားမှခွဲခြားမှုဆိုင်ရာစကားလုံးများညဉ့်ညမ်းစာများဖြန့်ဝေတာနဲ့လူသိရှင်ကြားအဆက်ကွေးစီမိစာများတင်တာတွေပါဝင်ပါတယ်ဒီလောက်ဆောင်ချက်တွေဟာဆယ်ကျော်သက်တူရဲ့ကိုကိုကိုလေးစားမှုနဲ့စိတ်ကြမ်းမာရေးကိုပြင်းထန်စွာထိခိုက်စေနိုင်ပါတယ် လိန်သားပေးပုံများဖန်တီးခြင်းသို့မဟုတ်မျှဝေခြင်းဟာလေဆယ်ကျော်သက်တွေအတွက်အွန်လိုင်းမှာတွေ့ကြုံရနိုင်တဲ့အန္တရာယ်တစ်ခုပါပဲတချို့သူတွေဟာဆယ်ကျော်သက်တွေရဲ့မပေါ်တဘောပုံများအဝိဗလာပုံများသို့မဟုတ်လိန်မိုင်းဆိုင်ရာတစ်ခုခုပြုလုပ်နေပုံများကိုဖန်တီးတာဒါမှမဟုတ်မျှဝေတာတွေလုပ်ကြပါတယ်ဒီလိုပုံရိပ်တွေဟာဆယ်ကျော်သက်တွေရဲ့ခွင့်ပြုချက်မပါဘဲပြန့်နှံ့သွားနိုင်ပြီးရရှိအတွက်အကြီးမားတဲ့ထိခိုက်မှုတွေဖြစ်စေနိုင်ပါတယ် အွန်လိုင်းပေါ်ကနေလိန်ကျွန်ပြုရန်လူကုန်ကူးခြင်းဆိုတာလည်းရှိပါတယ်။လူကုန်ကူးသူတွေဟာသူတို့ရဲ့အကျိုးမြတ်အတွက်ဆယ်ကျော်သက်တွေကိုလိန်ပိုင်းဆိုင်ရာအမြတ်ထုတ်ဖို့အတွက်အွန်လိုင်းနည်းပညာတွေကိုအသုံးပြုပြီးချင့်ကပ်ခြင်း၊ပြည်တစားအဖြစ်ဆောင်ရွက်ရန်ဆွဲဆောင်ခြင်းသို့မဟုတ်အတင်းကျပ်စီခန့်ခြင်းတို့ကိုပြုလုပ်ကြပါတယ်။အွန်လိုင်းပေါ်ကအခွင့်အရေးတွေ၊ကမ်းလှမ်းမှုတွေကိုလက်ခံတဲ့အခါအထူးသတိထားကြဖို့လိုအပ်ပါတယ်။ သွေးဆောင်ဖျားယောင်းခြင်းယုံကြည်အောင်စီယုံ၍အမျက်ထုတ်ရန်ကြိုးပမ်းခြင်းကတော့လူကြီးတဦးကကလေးသို့မဟုတ်ဆယ်ကျော်သက်တဦးရဲ့အွန်လိုင်းပေါ်ကနေခင်မင်ရင်းနှီးမှုတိစောက်ထားပြီးလိန်သားပေးပုံလိန်နဲ့ပတ်သက်သည့်ပုံများပေးရန်တောင်းဆိုခြင်းအသားယူရန်လိန်ဆက်ဆံရန်အတွက်ကလေးတဦးကိုလူကိုယ်တိုင်တွေ့ဆုံရန်မြူဆွေတာဖျားယောင်းတာမျိုးတွေဖြစ်ပါတယ်။အွန်လိုင်းပေါ်ကဒစိမ့်တွေနဲ့ဆက်ဆံတဲ့အခါတတိထားပြီးယုံကြည်ရတဲ့လူကြီးတဦးကိုအမြဲတမ်းဆွေးနွေးတတ်ပါတယ်။ နောက်ထပ် online ကျန်းဖတ်မှုပုံစံတစ်မျိုးကတော့လိန်သားပေးပုံများပေးပို့ခြင်းနဲ့ဖန်တီးရန်ဖိအားပေးခိုင်းစေခြင်းဖြစ်ပါတယ်။ပုံစံတစ်မျိုးကတော့ဆယ်ကျော်သက်တူရဲ့ဆန္ဒမပါပဲညဉ့်ညန်းစာပုံတို့မဟုတ်ဗီဒီယိုတွေကိုပေးပို့တာမျိုးပါ။နောက်ထပ်ပုံစံကတော့လိန်မိုင်းဆိုင်ရာညဉ့်ညန်းရုပ်ပုံတွေဗီဒီယိုတွေကိုဖန်တီးပြီးညွှေတာတို့မဟုတ်၎င်းတို့ကိုလူသိရှင်ကြားဖြန့်ဝေပြမည်ကိုချိတ်ချောက်ပြီးဝင်ညစ်တာပဲဖြစ်ပါတယ်။ဒါတွေအားလုံးဟာအင်မတန်အန္တရာယ်ကြီးတဲ့အပြုအမူတွေဖြစ်ပါတယ်။ ်ဆယ်ကျော်သက်တွေပေါ်အွန်လိုင်းကျန်းဖတ်မှုဟာအွန်လိုင်းမှာနေရက်တက်မနေပါဘူးပြင်ပကဘာကိုပါကူးဆက်လာပြီးပြန်ပွားရပါတယ်ကလေးများပေါ်မှာကျူးလွန်ကြသူများဟာအွန်လိုင်းပေါ်တွင်ပထမဦးဆုံးအကြိမ်စတင်တွေးဆခဲ့ကြသူများဖြစ်လေရှိကြပါတယ်တခါတရံတွင်မူကျောင်းတွင်နိုင်ခြင်းမှုများလည်လေအင်ပြေရောက်သည့်အချိန်ဆိုရှယ်မီဒီယာမှတဆင့်ဆက်လက်ဖြစ်ပွားတတ်ပါတယ် ်အွန်လိုင်းအကြမ်းဖက်မှုနဲ့ပြင်ပရင်အကြမ်းဖက်မှုကိုတိကျစီခွဲခြားလို့မရပါဘူး။ယနေ့အချိန်ခါမှာဤပညာတွေဟာကလေးများရဲ့ဘဝအစိတ်ပိုင်းတစ်ခုဖြစ်တာကြောင့်အွန်လိုင်းအကြမ်းဖက်မှုများသည်ပြင်ပကဘာတွင်ပင်အကြမ်းဖက်ခံရတဲ့ကဲ့သို့ပြင်းထန်သောတက်ရောက်မှုများရှိပါတယ်။ဒီအကြောင်းအရာတွေကိုနားလည်ထားပြီးကိုကုတ်ကိုကာကွယ်ဖို့နဲ့လိုအပ်လျင်အကူအညီတောင်းဖို့စေကြောတက်တိုင်းအတွက်အရေးကြီးပါတယ်။အွန်လိုင်းမှာအားလုံးပဲလုံခြုံစွာနေထိုင်ကြပါစို့။